တော့ကောင်းတယ်လို့ကျွန်တော်ပြောတယ်ဆိုရင်သူ့မှာတစ်ဖက်မှာစိုးကြိုးရှိတယ်ပေါ့နော်တချို့တွေကော်ဖီတောက်လို့မရဘူးကျွန်တော်တို့ပြောနေရဲဆိုတာကကျွန်တော်တို့ကဘလက်ကော်ဖီကော်ဖီကိုအမှုန့်ကိုရင်းနှီးနဲ့စိမ်ပြီးတော့နှက်ပြီးတော့10မိနစ်15မိနစ်လောက်နေမှာအမှုန့်ကြပြီးတောက်တာပလိန်တောက်တာဟိုဆိုင်နေမှာဆိုတော့အမေရိကန်တို့ပေါ့နော်ပရက်စ်လုပ်ပြီးလောက်တာကောင်းတယ်ပေါ့နော်ကျွန်တော်တို့ပြောတယ်ဆိုတာကကျွန်တော်ကဒါဘုရားရှယ်ရင်လောက်တာပဲကျွန်တော်တကယ်လည်းကောင်းနေတယ်ကျွန်တော်တို့တော့ခီးရီသွားနေပတ်နေကွာကော်ဖီနဲ့ဘီယာနဲ့ဒါလည်းကြက်ဦးနေပဲ နဲ့ရတဲ့ကျုပ်ငလေးလုံးစားရအောင်တော့လေးလုံးကင်တာပဲဘာဖြစ်တော့စားတယ်ကျုပ်စားတယ်ကော်ဖီတောက်တယ်ညနေဘီယာတောက်တယ်ဆယ်သွင်းနေမကဘူး15နှစ်လောက်ကကျမ်းမာနေဟိုဟိုဟိုရတာမသိဘူးစေုံတစ်ခါမှမရဘူးအငယ်မောက်လို့ပဲမင်္ဂလာစေုံမှာခဏခဏလက်ပြရရနဲ့ဟိုပေါပေါင်းပေါင်းရောအယိုးထိရတာနဲ့အဲ့လောက်ပဲစံငယ်မောက်လို့ပဲကျွန်တော်ကစနေမှာစေုံလေးငါးခါရောက်ခွေးဟာကျွန်တော်ဘာမှမဖြစ်ဘူး အဲ့တော့သိနိုင်တယ်လို့ပြောဆန်ကျင်သိနိုင်တယ်မသိနိုင်လို့မထင်နဲ့သိနိုင်တယ်နော်ဟိုညီမတွေညီမညီငယ်ညီမတွေကိုကိုယောက်ျားဆန်ကျင်စီရဆိုသိနိုင်တယ်ဆိုတာထက်တာထွက်တက်တာပေါ့နော်တက်မှာကနေဝယ်ထားပေါ့နော်ဒါကျွန်တော်တို့ပြောတယ်ဆိုတာဒါအလုံးမဟုတ်ဘူးညီမနိုင်ငံမှာခွေးရှောင်ရထော်လာကြီးရှောင်ရနဲ့ဟိုကားဆိုလဲဟိုတက်မောင်းတဲ့ကောင်ကများတယ်သူပြိုက်တက်ကားကြီးခရော့ရယ်နော်ဟိုဖုန်ကြီးကားတွေဆိုလဲဖုန်ကြီးတွေတော့မသိဘူးပေါ့ဟို ်တက်မောင်းတဲ့ကောင်ကြီးတဲ့ခါကျတော့ဘုံကြီးကဆိုရင်တင်ဆွမ်းရင်လိုင်စင်ရှိတာလည်းမဟုတ်လေစစ်တာလည်းမဟုတ်ဆိုတော့နည်းနေမောင်းတဲ့အတိုင်းမောင်းကြတာပေါ့နော်တေချာစစ်စစ်ဖို့လိုတယ်ဘုံကြီးတွေနဲ့နောက်ဆိုတော့အញ្ញံကိုဒီကမရှိဘူးနေမှာသွားရဆိုရင်ကျွန်တော်ဆိုလဲဆိုင်ရစီရဆိုရင်တို့ကြည်နေရဘာလို့မှလဲဒါလို့မှလဲဥမာပိုဆိုးတယ်ရှမ်းနေဆိုပိုဆိုးတယ်ရှမ်းနေကလောက်ကိုမကြည့်ဘူးရှေ့ပဲကြည်တာဖြစ်ကြည့်ရတယ်ဒုံးတော့꿰တာအဲညောင်ရွှေတချို့ကပိုဆိုးကျွန်တော်ကအဲညောင်ရွှေနဲ့အဲ့လမ်းကြီးကွာဖြောက်နေရွှေညောင်ရွှေညောင်ပေါ့ အဲ့လန်ဟာဖြောင်းတဲ့ချိန်မှာရွှေချောင်မြောက်ခင်လန်တော့140ကျောင်း50ဆိုင်ကယ်ဖြတ်နေပြီ။ဒါဟိုကအဲ့အဲ့အဲ့ရရှမ်းနေရဓနုတွေရှမ်းနေတက်ချလာ။ဝေါ်သွားဝုံးဆိုအဲ့လိုထားကြဆိုင်ကယ်ကြီးကိုစပီကိုဆွတ်ချတာနဲ့သူတို့ကသူတို့ကဒီလိုလေရှေ့ပဲတဲမှာနောက်ပြန်သွားတော့မဟုတ်သူတို့နောက်ကပတ်ပတ်ရတာသူတို့ကြည့်နေသူခေါင်းဒီဘက်ကိုမလဲဘူး။ပြောဟိုဘက်ကလွပီဆိုနေမောင်းတယ်နောက်ကဒီဘက်ကကမောင်းနေတာ160 180နဲ့သေးမှာအဲ့မှာတိုက်မှာပေါ့နော်အဲ့လိုတွေပေါ့ကွာ ဟိုအများကြီးပဲနောက်ဆိုင်ငယ်စီးမတော့ကွာပြဿနာတွေအများကြီးရှိတယ်အဲ့လိုပဲ coffee ဆိုတာလဲဆိုကြရရှိရကော်ဖီတောက်လို့ရင်းတုံးရင် thyroid ဆက်လိုက်သူ hyper thyroid ဖြစ်တဲ့သူတွေကမတည့်တာများတယ်ကျွန်တော်ပြောတဲ့အိဗေက coffee သည်တောက်လို့လဲခုနပြောလို့ရင်းတုံးနေဆိုရင်ဒါယောဂတစ်ခုရရလေ retrograde diagnosis လို့ခေါ်တယ်ဒါ hyper thyroid တမဆိုရင် coffee လုံးဝတောက်လို့မရဘူး thyroid hormone များတဲ့သူတွေလေပင် thyroid hormone များတဲ့သူ coffee တောက်လို့မရတော့ရင်းတုံးတယ်လေအဲ့တော့ coffee တောက်လို့ရင်းတုံးရင်နှလုံးစစ်ပါ thyroid စစ်ပါ โอเคအဲ့ဒါဆိုရင်ကိုအကျိုးများပါတယ်เนาะ